ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကျွန်မဖတ်ပြမှာကတော့စာရေးဆရာမနုနုဤအင်းဝရဲ့နမ်မာလာမောင်ရဲ့မှုရရှင်ဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်။နမ်မာလာမောင်ရဲ့မှုရရှင်ခိုင်စပယ်ဆောင်ရှိတောက်ကြနေ့ညနေ9:00နာရီသွားတော့လီမမိတာအဆောင်ပေါ်တက်တော်မယ်ခဏလေးပါမိတာရဲ့ 9နာရီတောင်မခွဲသေးပါဘူး။ဟုတ်ဘူးလေကွာမောင်ကလည်းဒီမှာမိတာရေးလည်းမချိုးရသေးဘူး။အဝိစားလည်းမထည့်ရသေးဘူး။တော်ကြနေလာတော့မှာ။အင်းကွာ7မိနစ်7မိနစ်နောက်တော့7မိနစ်မိတာနေရအောင်မယ်။6နာရီထိုးမှလာမအောင်များ။ခုမှအစောကြီးရှိသေးတယ်။ခက်လိုက်တဲ့မောင်ရဲ့မိတာဘာများတတ်နိုင်အောင်မလဲ။မိတာလက်ကို အတင်းဆုပ်ထားတဲ့မောင်မျက်နှာကိုမိတာကြည့်ရင်တက်ပြင်းမဲ့ချရတော့တယ်။ဒီနေ့က class လေးပြီးရှောက်လေရတာတောင်မဝသေးဘူးလားမောင်ရဲ့လို့မိတာမမေးရတော့ပါဘူးမိတာလည်းမောင်လိုပဲခံစားနေရလို့ပေါ့ခဏလေးဖြစ်ဖြစ်မောင်နဲ့နေခြင်းသေးလို့ပေါ့တောက်ကြနေဦးမောင်မုန်းတယ်ကွာဘယ်တော့များမှမောင်တို့နှစ်ယောက်စနေတနေ့နေတွေကိုရှောက်လေရမှာပါလေသူများတွေဆိုဩမောင်လည်းကွာမကြတော့ပါဘူးတနေ့ဖယ်လို့တော့တဲ့ဥစား မိသားတို့ကြံတဲ့ရက်တွေလဲတွေ့နေရတာနဲ့ကောင်းလေးမောင်ရဲ့သူတို့ကမိသားကိုအားလုံးတာဝန်ထားတော့မိသားမျက်နှာချက်ချင်းညှိုးကြပြီးမျက်ရည်ဝိုင်းပြန်တော့လဲမောင်ခင်များတနာစေဟာအေးပါကွာဟုတ်ပါတယ်မိသားကိုမောင်မခွဲနိုင်လို့ပါစနေတနေ့နေ့နှစ်လုံးကတယောက်ထဲတိတ်ရောက်တာမိသားရဲ့ဘဲသွားပြီးဘယ်လာမှန်းလည်းမသိဘူးရုတ်တရက် ိတာဆွန့်အပ်တယ်လို့ဖြစ်ပြီးပြန်မပြောနိုင်ပဲအဖြစ်ကင်းစင်တဲ့မောင်မျက်လုံးလေးကိုမိတာဝမ်းပန်းတနဲ့ကြည့်မိသည်မာမိတာရဲ့မာကဲသွားတော့မျက်လေးကလဲကလဲနဲ့ဟွတော်ကြခုနေဦးလေးကြီးလာခရာနဲ့တိုးနေမှာသူ့တူမောင်နှိမ့်ဆက်နေရလားဆိုပြီးကိုယ်ကိုရိုက်ခံထိနေအောင်မတော်ပါတော့မောင်ရဲ့တော်ပါတော့ကြလူဆဲဆဲမျက်ရည်ကိုမိတာတိမ့်ပြီးညနာကိုပြင်လို့ မိတာကိုနောက်ပြောင်စိတ်သက်သာစေတဲ့မောင်းလက်တွေကိုဖြစ်ညှက်နှုတ်ဆက်လိုက်တယ်။ခင်းနလာနဲ့စောင့်နေတော့မောင်းမဟုတ်မိတာအချစ်ဆုံး။လက်ခနဲ့မိတာအဆောင်ပေါ်ကိုပြေးတက်ခဲ့တယ်။မောင်းမိတာကိုနောက်ကနေငေးကြည့်နေလိမ့်မယ်။အခန်းတကားကိုအမြန်ဖွင့်ဝင်ရင်းသပွဲတင်နာရီကိုလှမ်းကြည့်မိရဲ့။မားနာရီခွဲပြီးပြီ။အေးရပေါ်ကိုပြစ်လဲပြီးမောင်းကိုတနေချိန်မရတော့ပါဘူးမောင်းရဲ့။ ကျင်နေတဲ့မျက်ရည်တွေကိုရင်းနဲ့တူရော့ချိုးပစ်လိုက်တယ်။ခေါင်းလျှော်ပစ်လိုက်တယ်။မောင်ကြိုက်တယ်ဆိုတော့တရုတ်33ခေါင်းလျှော်ရင်းများများနဲ့လေ။မျက်နှာကိုမှုေးတင်းနေအောင်လေဘင်းနဲ့နေရွက်လေးတွေမှုေးတင်းအောင်မိတ်ကပ်ပါးပါးကိုအနှံ့ပြားပုတ်လိမ့်လိုက်။ကတင်အောက်ကတစ်တာဆွဲထုတ်လိုက်။ရတောင်တစ်ဖက်ဖက်ခတ်လိုက်။နိုင်ကြည့်လိုက်နဲ့လုံနေတဲ့မိတာကိုခီးသွားနေတဲ့ကြိုင်လေးသာရှိရင်တစ်ဖက်ကတင်ပေါ်ကနေအင်းဒုက္ခဒုက္ခ ဟုညင်ညူပေးလိုက်မိ။ကြိုင်လေးလဲမနေ့ပြန်လောက်တော့ပြန်ရောက်လိုက်မယ်ထင်တယ်။ဒီတခါ၃ရက်ထဲလို့ပြောသွားတာပဲ။ခီးဆောင်အိတ်အသေးသေးလေးတဲကိုအင်းကြီးနှစ်စုံထက်မိတ်ကပ်ပေါင်နာနှစ်ခန်းညီဘူးထက်သရိုက်စီသပုတ်တန်ထက်လိုအပ်တဲ့အခြားပစ္စည်းလေးတွေရောအားလုံးထည့်ပြီးအိတ်စစ်ကိုဆွဲပေးလိုက်တဲ့အချိန်မှာပဲအဆောင်အောက်ကနားရင်နေတဲ့ကာဟွန်းတန်ကိုမိတာကြားရတယ်။တစ်ဆက်ထဲမှာပဲတတားရေဦးလေးလာပြီး လာပြီလာပြီခဏလေးဦးလေးလာပြီတဲ့တကောလုံးမွေးကြိုင်တင်းပြက်နေတဲ့မိတာမှန်နေကိုနောက်ဆုံးအနေနဲ့ကြည့်လိုက်တယ်မိတ်ကပ်ပါပါနှခမ်းရဲရဲနဲ့16နှစ်အရွယ်မိန်းမချော်လေးတယောက်ကကြောက်စိမ်းနှဆွဲရှိရှိလေးကိုခါရမ်းပြီးမိတာကိုပြန်ကြည့်နေတယ်မောင်ချစ်တဲ့တတာဝင်းဆိုတဲ့ကောင်မလေးရဲ့လူတကာငေးကြည့်ရတဲ့အလှနောက်ပြီးတော့ဘလို့ပြောရမလဲမိတာနဲ့ ဘောင်းဘဝကို အစဉ်ပြေချောမောစေမဲ့လှဖိုးတန်အဆောင်ရောင်ပြင်စင်နေတဲ့ဒီကိုယ်လုံးစိမ့်မြနေတဲ့မိတာကိုအဆောင်ရှိမှရက်စကားပြောနေတဲ့လူတွေအကုန်လုံးကဝိုင်းကြည့်နေကြတယ်။အားကြတဲ့အကြည့်တွေမနာလိုတဲ့အကြည့်တွေအကြည့်ခံရတဲ့မိတာကြည်နူးလိုက်ပါမယ်လေ။ကာတကားကိုမိတာဆွဲဖွင့်ပြီးဝင်ထိုင်လိုက်တာနဲ့ကာလက်ကန်ရဲ့နောက်မှာခက်တီတီကြီးထိုင်နေတဲ့ မိတာတို့အဆောင်ပိုင်းရှင်ကစားပြီမိတာတငယ်ချင်းတွေအထိအားလုံးရှိန်ကြတဲ့ထိတ်ပြောင်ပြောင်ပိုက်ဆွဲဆွဲအသားမဲမဲမိတာရဲ့ဦးလေးကကားကိုချက်ချင်းထွက်တယ်မိတာကကုတ်ကုတ်ကလေးဦးလေးကိုကြောက်ရွံ့ရိုသေတဲ့ပုံစံကအပြစ်ကားကမညီမညာမြေနီလန်းကလေးထဲမှာတလိမ့်လိမ့်တလူးလူးလှုပ်ခါနေသလိုမိတာရင်ထဲမှာလည်းထုံးစံတိုင်းထိတ်ကနေလှုပ်ခါရပြန်ပြီမြေနီလန်းထွက် ကားလက်မကြီးအရောက်ကားကွေဖို့ဆောင်းရတဲ့နေရာဟောဟိုမှာပြောမရတဲ့မိတာရဲ့မောင်တစ်ပင်ကွယ်မှာမိတာရင်ထဲကိုအစစ်စစ်နာလာစေတဲ့မောက်မူပိုင်းအကြည့်နဲ့ပြီးတော့မိတာသာအတိတ်ပဲဖော်ရနိုင်တဲ့အတန်တိတ်ကြီးနဲ့မိတာကိုလွန်းတယ်ဦးလေးကြီးကိုမုန်းထဲတယ်လေမောင်ရဲ့မောင်လို့တော့မမုန်းပေမဲ့မိတာမချစ်ပါဘူးဒါပေမဲ့မောင်ရဲ့မချစ်တော့လဲ မိတာအောင်ကနမ်းမယ်ဘူးနဲ့ကားကွေပြီးလမ်းမကြီးပေါ်မှာမြားလေးတစ်စင်းလိုပြေးနေတုန်းမှာပဲမိတာရဲ့ဦးလေးဆိုသူကိုအလားဆုံးပြုံးနဲ့မိတာနှုတ်ဆက်လိုက်တယ်နီကောင်ရဲ့လားကိုကိုတတလှရဲ့လားရင်မဆက်သုံး A စိတ်ငြိမ်ရက်ွက်ည10နာရီကိုကိုသွားမယ်နော်တတမနေ့9နာရီလောက်ရောက်မယ်ဟုတ်လားတတဆောက်နေမှာပေါ့ ိတာကိုနှုတ်ဆက်နန်းနန်းနဲ့သူ့ပါဇက်ကအရက်နဲ့မိတာပါမှာဆွဲထင်ကြံရစ်တယ်။သူ့ခန်းထဲကထွက်သွားတဲ့အတန်းတကားပြန်ပိတ်တန်းကားဆက်နှိုးတန်းအားလုံးကိုမိတာမျက်လုံးမှိတ်ထားရင်းကနားထောင်နေမိတယ်။ခဏနေတော့အားလုံးဟာငြိမ်သက်တိတ်ဆိတ်သွားလိုက်တာ။ပဝင်းကျင်အတန်ပလန်ဘာဆိုဘာမှမကြားရတော့အောင်ခြောက်ခြားလောက်အောင်ငြိမ်လိုက်တဲ့ည။အော်ဒါဆိုစိတ်ငြိမ်ရက်ွက်ကို ီလိုစိတ်ငြိမ်စွာနေရဖို့အတွက်ဘလောက်တန်ဖိုးကြီးပေးထားရတယ်မှတ်တယ်လဲမိတာဘလောက်များနားလဲလို့လဲဆောင်းမှာတော့ဒီချိန်လောက်ဆိုစူလို့ညံလို့ကောင်းတော့အဖက်တော့စားလို့ကောင်းတော့အဆောင်ရှိမြင်းဒီလမ်းပေါ်မှာလဲဂီတာအဖွဲတွေနဲ့စီကားစူညံတော့အခုဒီမှာတော့မိတာတယောက်ထဲရယ်အခန်းတစ်ခန်းလုံးမှာမျက်နှာကျက်ပေါ်ကတဝီဝီလဲနေတဲ့ပန်ကာအတန်ကလွှဲရင် ငြိမ်လို့တိတ်လို့အားလုံးဟာမလှုပ်မရှက်အနာကစားစရာတောက်စရာတွေတင်ထားတဲ့သပွဲကလထိုင်းတစုံကလည်းမလှုပ်မရှက်နိုင်ရန်ပေါ်ကနှင်းဟောင်းပြက်ကြိန်တွေကဂျပန်မလှလှလေးကလည်းမလှုပ်မရှက်အိုးကရင်ပေါ်ကတက်ရှိဖြစ်တဲ့မိတာတောင်မှတကယ်ကိုမလှုပ်မရှက်သပွဲပေါ်ကတရုတ်စာအထုပ်တွေကိုလည်းမိတာဖြေတောင်ကြည်ကျင်စိမ်မရှိပါဘူး อืมရေအေးအေးလေးတစ်ခွက်လောက်တောက်ရရင်တော့ကောင်းမယ်ရေတောက်ပြီးရင်မီတာဘာလောက်ရမလဲအဲ့ချင်းစိတ်ကလည်းမရှိသေးဘူးမီတာနဲ့ခင်မင်းနေပြီဖြစ်တဲ့တိုက်နံရန်သူကြီးရဲ့ဟိုဘက်ချမ်းတိုက်ကြီးပေါ်ကလူတွေနဲ့စကားသွားပြောရကောင်းမလားတော်ပါပြီလေမသွားတော့ပါဘူးဒီညတော့ကို့ဖတာနေတာပဲကောင်းပါတယ်ဘာပဲပြောပြောသူတို့ကကို့ကိုဝတရားရတာဆက်ဆံလားလူမှုရေးကြောင့်သာဆက်ဆံလား တကယ်တော့မိတာကိုသူတို့ဘာဆက်ဆံစရာရှိလို့လဲမိတာသူတို့နဲ့တယောက်နဲ့တယောက်သိစရာဘာမှမလိုသူတို့ကသူတို့အချိန်နေနဲ့သူတို့မိတာတို့လိုချင်တဲ့အခန်းကိုငှားတယ်တနေ့ကို150ယူတယ်တိုက်ခန်းကတီးတန့်ရေချိုးကအင်သာတွဲရဲ့အခန်းထဲအိယာခန်းနာပစ္စည်းပစ္စယအပြည့်စုံနဲ့ရေခဲတစ်တာတောင်းပါလိုက်သည်မိဖို့တစ်ခုပဲမပါလားမိဖို့ကတော့လိုလဲမလိုပါဘူးလေ မိတာတို့ချက်ပြုတ်မစားဘူးစားစရာကအပြင်ကဝယ်လာလိုက်တာပဲဒီခန်းကိုမိတာတို့အနေနဲ့ကလည်းယူပြောတယ်စိတ်ငြိမ်ရက်ွက်တဲ့ကအစွန်ဆုံးနဲ့အကျယ်ဆုံးခြံတဲ့ကတီးတက်နေရမိတာအတွက်လည်းကောင်းတယ်နောက်ကျောင်းရံမအေးတဲ့မိတာရဲ့ကိုကိုအတွက်ကလည်းကောင်းတယ်မိတာတို့ကစနေတနင်္လာနေ့ရက်နဲ့တောက်ကြနေညပိုင်းမဲ့တော့တာတောက်ကြနေညနေလာတယ်မိတာနဲ့9နိုင်ခွဲလောက်ထိနေပြီး ဆယ်နှစ်ဆိုသူကအိမ်ပြန်တယ်ဒီမှာဘယ်တော့မှညမအိပ်ဘူးနောက်နေ့စနေနေ့မနေ့9နိုင်လောက်မှလာတယ်တနေ့ကုန်နေတယ်ပြီးတော့မှည9နိုင်လောက်အိမ်ပြန်တယ်နောက်တနေ့နေ့မနေ့လာတယ်တနေ့ကုန်နေတယ်ညနေ9နိုင်လောက်မှအဆောင်ပိတ်ချိန်နဲ့အတိုက်မီတာကိုပြန်လိုက်ပို့တယ်အဆောင်ကတော့တတာဝင်းတယောက်ဦးလေးအင်ကပြန်လာပြီပေါ့ပစံချမ်းသာပြီးတူမကိုဂယုတစိုက်ရှိလာတဲ့ဦးလေးကို ူကိုယ်တိုင်သေးချာလာကြိုးသေးချာပြန်ပို့တာမျက်မှန်တဝင့်ဝင့်ခဝဝသပင်းဖြူတပင်းနှပင်းစနဲ့အရွယ်ချင်းကလည်းဒီလောက်กว่าတာဘသူကများဥလေးဟုတ်ရဲ့လားလို့ရောင်လို့တောင်တန်တရားဖြစ်မှလဲတချို့ကအားကြရတဲ့ရီစာချောချောလေးတယောက်နဲ့တတိယနှစ်ကျောင်းသူချောချောလေးတတာဝင်းပေါ့မြားနီသူဝင့်တိုင်းစားနိုင်သုံးနိုင်ဖြုံးနိုင်တဲ့တတာဝင်းပေါ့ဩမိတာရဲ့မောင်တောင်မှ ေးသက်ပြီးတဲ့မိတာကိုတစ်စက်ကလေးရိပ်မိလို့လားအပတ်စဉ်တောက်ကြစနေအပြင်ထွက်အိတ်တဲ့ရီစားကိုမောင်မတင်ကားလို့စောင့်ကြည့်လေတောက်ကြနေညက်နေမောင်ပြန်ပို့ပြီးတနေရာကကြည့်ပေါ့မိတာရဲ့ဦးလေးလာခေါ်တယ်လေပတ်စဉ်ဒီလူပဲတနေ့နေညက်နေပြန်ပို့တယ်လေဒီလူပဲဘာထင်မှဆရာလို့လို့လဲဒါပေမဲ့ကွယ်မောင်ကတော့မိတာကိုမတင်ကားစိတ်နဲ့စောင့်ကြည့်ရှာတာမဟုတ်ပါဘူးကွယ်နော် ပဂရီယိုးသားစိတ်နဲ့မိတာကိုနေနီလန်းထွက်တစ်ပင်ကွယ်ကနေလူလုံးပြရတာမောလို့ခဏလေးပါမောင်ရဲ့ခဏလေးပါမိတာတို့အတွက်တော့မွေးတော့ပါဦးပျော်စရာကောင်းတဲ့အချိန်တွေရောက်လာတော့မှာပါမိတာမိုက်နေတာမဟုတ်ပါဘူးမောင်ရဲ့လော်လီဖောက်ပြားတာလည်းမဟုတ်ပါဘူးလောလောဆယ်မိတာចောင်းစိတ်အတွက်မောင်နဲ့မိတာရဲ့အနာဂတ်အတွက်မိတာအလုံးလုံးနေတာ စိတ်တန့်တန့်ရှင်းရှင်းနဲ့မိတာအလုံးလုံးနေတာမိတာကတော့ရှင်းနေမောင်ကြီးမိတာမောင်ကိုတိတ်ချစ်တယ်မောင်ကိုပိုင်ဆိုင်ခြင်းနဲ့မိတာမောင်နဲ့လက်ထပ်မယ်ဘာဖြစ်တယ်လဲအသေးနှစ်အောင်ချစ်ရသူမို့မတန့်ရှင်းတဲ့ခန္ဓာကိုယ်ကိုမအပ်ရပါဘူးဆိုတော့ဟိုးရှိတုန်းကခတ်တုံးတုံးတွေးခေါ်ပြီးဒီခေတ်မှာသွားစမ်းမှာမိတာကတော့တိတ်မုန်းတာပဲခုဆိုမိတာပတ်စံတော်တော်စုမိနေပြီမိတာကိုသူကတလားတထောင်ပေးတယ်တစ်ပတ်တစ်ခါပဲတွေ့တယ် ဒါတောင်ညိုက်တာမဟုတ်ဘူးလေသူ့မှာကလည်းသူ့เจ้าနဲ့သူအိမ်ကမိမကြီးနဲ့သားသမီးတွေမတိအောင်ကပြပြနေတတ်ရသေးတာတိတ်အလုံများတဲ့စီးပွားရေးသမားတယောက်အနေနဲ့ည9:00နာရီ10:00နာရီဆိုတာနောက်ကျနေကြလေဘာဖြစ်လဲတခြားအချိန်တွေဘာလုပ်နေနေ9:00နာရီ10:00နာရီအိမ်ပြန်ရောက်ရင်ပြီးတာပဲမဟုတ်လားသူကလည်းသူ့တွက်ကိန်းနဲ့သူဟုတ်မိတာကလည်းမိတာတွက်ကိန်းနဲ့ပေါ့သူ့စီရရတဲ့တလားတထောင်ကိုမိတာချွေချွေတတာတုံးတယ် မကုံမဖြစ်တဲ့ចောင်းစရိတ်ကလွင်အစားတောက်လဲမိတာချွေးတာတယ်။သူများတွေကတော့ဘယ်သိမလဲ။ဝေးလိုက်စားလိုက်တာလို့ရှိမှာပေါ့။တကယ်တော့မိတာဝတ်တဲ့အဖိုးတန်ဝတ်စားတွေကသူကြီးစီကအပေါပေါဆူးဖြစ်ဝယ်ပေးတာတယ်။သူသမီးတွေအတွက်ဝယ်ရင်မိတာအတွက်ပါဝယ်လာတာမျိုးတွေ။သူနဲ့ဆက်သွယ်မိတဲ့တစ်နှစ်အတွင်းမိတာ၄00လောက်စုမိနေပြီ။နောက်တစ်နှစ်မိတာចောင်းပြီးသည့်ဆိုရင်၈00လောက်တော့ရလိမ့်မယ်နဲ့သူရဲ့ တော်ပြီလေကျောင်းပြီးတာနဲ့မိတာမောင်နဲ့လက်ထပ်မယ်အိမ်ငန်းလေးတစ်ခန်းငှားမယ်နှစ်ယောက်အလုပ်လုပ်မယ်ဟွန်းမိတာအိမ်ကိုထောက်ပံ့ကျင်တယ်ဆိုရင်တော့မိတာနဲ့မောင်ချွေတားရအောင်မှာပေါ့ဖေတို့မေတို့ကတော့မိတာကိုပြောမှာမဟုတ်ပါဘူးသူတို့မထောက်ပံ့နိုင်တာကိုကိုစိတ်ကိုရှာပြီးကြောင်းတဲ့တသမီးရဲ့လို့ကြံဖန်ပြီးကျေးဇူးတင်နေရှာတာမိတာတို့အိမ်ကဆင်းရဲတယ်မောင်နှမလည်းများတယ် မီတာ၁၀တန်းအောင်တော့ဖေဟောမီရောကြောင်ဆက်တက်စေခြင်းကြတယ်။ဒါပေမဲ့မူလာရန်ကြောင်အုပ်အဖေလာကနဲ့အမေဇေယောင်းနာလေးနဲ့ကမိသားစုစားတောက်ဖို့တောင်နိုင်နိုင်ရဲ့မီတာပဲကံကောင်းတာလားကံဆိုးတာလားမသိပါဘူးလေ။ရန်ကုန်ကအသင့်အင့်ချောင်းလေတဲ့အဖေအကူတယောက်ကမီတာကိုခေါ်ပြီးကြောင်းထားပေးတယ်။အဖေအကူအိမ်ကရန်ကုန်မှာဆိုပေမဲ့မင်္ဂလာတုံဆိုတော့မိတာကြောင်းတက်ရမှာဝေးရဆိုပြီး ြင်အဆောင်မှာထားပေးပြီးကြောက်တက်ခိုင်းတယ်။ကန်ဆိုးကျင်တော့မိတာဒုတိယနှစ်ဖြေနေတုန်းမှာအဖေကိုမိတာပါကြီးခင်ဗျာရုပ်တရက်ကတိုက်မှုနဲ့ဆုံးတယ်။မိတာဘလို့လှုပ်ဆက်နေတင်းတော့မလဲ။မိတာကိုဘသူကထားပေးတော့မှာလဲ။နှစ်နှစ်ပဲလိုတော့မှဖြစ်ရတဲ့အဖြစ်ကိုမိတာဝန်နေရင်ဆက်နေဖို့လမ်းစာကိုမိတာရှာဖွေမိတယ်။ဟွန်းတခါတလေတော့လဲတွေးမိတယ်မောင်ရဲ့။အဲ့ဒီချိန်မှာကြိုင်လေးနဲ့မတွေ့ပဲမောင်နဲ့တွေ့မိခဲ့ရဲ့။ ိတာဘောကတမျိုးတမီဖြစ်ချင်းဖြစ်မှာလို့ဒါပေမဲ့မဖြစ်နိုင်ပါဘူးလေမောင်ကလည်းမရှိမရှာမိဘကတက်စီချင်းလုံးလုံးထားပေးတဲ့ကျောင်းသားတယောက်ပဲဥစ္စာမောင်လည်းမိတာပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ပါဘူးတိုင်လေးကခိုင်စပယ်ဆောင်မှာမိတာနဲ့ကရင်ချင်းကပ်ရနေတာသူ့ကိုယုံမှအလုံးလုံးတယ်လို့ပဲတစားလုံးကသိထားတာမနေ့ဆိုရိုးရိုးလေးပဲချင်းလေးနဲ့ထွက်သွားတာပဲ ညနေရုံးစင်းချိန်ပြန်လာတာပေါ့အေးအေးဆေးဆေးဘဲမှလည်းမတော်တတ်ဘူးဒါပေမဲ့သူ့ရုံးကအလုတ်ဆိုပြီးတလတခါလင်းကရဲ့တပတ်ခရီးတော့သူ့ထွက်တတ်တယ်တကယ်တော့အဲ့ဒီခရီးကသူ့လုံးလုံးဖို့ထွက်သွားတာတယောက်ဒါမှမဟုတ်ကစုနဲ့သူ့လိုက်သွားတာတထောင်ကနေ2000 3000အထိရတယ်။ဆိုင်လေးเจ้าကိုဘယ်သူမှမသိဘူး။မိတာကတော့သူသိခင်တယ်။မိတာအားလုံးကိုလက်လျှော့ပြီးငိုကြီးချမ်းမနဲ့အိမ်ကိုအပီးပြန်ဖို့ပစ္စည်းသိမ်းနေတော့မှပဲ။ ိုင်လေးကမိတာကိုတနာပြီးဒီကြောင်းတွေကိုဖွင့်ပြောခဲ့တယ်။မိတာကိုကြံကြံပေးခဲ့တယ်။မိတာဟာချောတယ်။တက္ကသိုလ်ကျောင်းသူအဆင့်တန်းရှိရှိတိတ်တိတ်ဆိတ်ဆိတ်နဲ့ဘယ်သူမှလည်းသိစရာမလိုဘူးတဲ့။ပြီးတော့တသက်လုံးမှမဟုတ်တာနှစ်နှစ်ထဲလေးနှစ်နှစ်ထဲမိတာဘာဖြစ်သွားမှမှတ်လို့မိတာလှလှပပဝတ်စားပြီးကျောင်းဆက်နေနိုင်မယ်။အဖေတို့အမေတို့မိတာတို့လိုချင်တဲ့ဘွဲရမယ်။မိတာကောင်းတစ်ချက်ညှိလိုက်တာနဲ့အလုံးစင်ပြေသွားတယ်မှာပဲ။ တတရားနှစ်နှစ်လယ်မှာမောင်နဲ့မိတာတွေ့ခဲ့ကြရနော်ချစ်မိတာမိတာဘာတတ်နိုင်မှာလဲကွယ်မိတာမောင်ကိုမချစ်သင့်ဘူးလို့မိတာမတွေ့ခဲ့မိပါမိတာအလုံးလောက်တာပဲမောင်ရဲ့တခါတလေစိတ်မကောင်းဖြစ်ရတာတော့ရှိတာပေါ့မောင်ရဲ့အထူးသဖြင့်တောက်ကြနေညညနေမောင်ပြန်ကန်ဒီအချိန်တွေပေါ့မိတာဘလို့ထိမ့်မိမဲ့အဆောင်ပေါ်ရောက်တာနဲ့ငိုရောတော့ပါပြီမောင်ရဲ့မိတာမစဉ်းစားကြတော့ဘူး တယောက်ထဲထိကြံနေရမှမောင်ကိုပိုသတိရတယ်။စနေတနေ့နေ့နှစ်ရက်လုံးတယောက်ထဲသိအောင်လာပဲမိတာရဆိုတဲ့မောင်အတန်ကမြင်ထဲမှာပက်တင်ထပ်နေသလိုပဲ။တော်ပါတော့မောင်ရဲ့မိတာအိပ်ပြရစီတော့မိတာအိတ်ချင်နေပြီ။မိတာလေးဟိုလူကြီးဝယ်လာတဲ့ချောကလက်နှစ်ခုမစားပဲမောင်အတွက်တိတ်တိတ်လေးသိမ်းထားတယ်။မဝေးတော့ပါဘူးမောင်ရဲ့။တနေ့ဆိုတာခဏလေးရဲ့။တနေ့လာနေမနဲ့ အဆောင်ရှိရနေမိတာကိုမောင်ဆက်ဆက်လာဆောင်နော်သိလားနနူကြီးအင်းဝအဆုံးထိနာတော်တာဆင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်